အလုံးမဲမိကလာပါရှင်မန္တလေးညူသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လူဒါဇင်ချီတေဆုံးသည့်သတင်းကျုပ်မိထုံပွဲကိုစစ်တပ်ရေချောင်းတိုက်ခိုက်မှုကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင်နိုင်ငံတကာတန်ယုံများကပြင်းပြင်းထန်ထန်ရှုံချရည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်း၆ဦးမြို့နယ်မှာအော်တိုဘားလ၆ရက်နေ့ညပိုင်းလူဒါဇင်ချီတေဆုံးခဲ့ရတဲ့စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်အပါဝင်ရန်ကုန်အခြေစိုက်နိုင်ငံတကာတန်ယုံတွေကပြင်းပြင်းထန်ထန်ရှုံချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အဲ့ဒီတိုက်ခိုက်မှုဟာဗီယက်တာရီကိုပြစ်မှတ်ထားစစ်ရေးအရာတိုက်ခိုက်တဲ့လုပ်ရက်တစ်ခုအဖြစ်ဖော်ပြခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂအတွေ့အမြင်ကြောင့်အန်တိုနီရိုဂူတာရက်စ်ကပြောတယ်လို့ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရက်ကပြောဆိုပါတယ်။စကိုင်းတိုင်း၆ဦးမြို့နယ်စင်မီထုံးပွဲတော်ကို စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျေချတာကြောင့်အနည်းဆုံးလူ24ဦးသေဆုံးပြီး55ဦးဒဏ်ရာရရှိကာသေဆုံးထိခိုက်သူတွေမှာကလေးတွေနဲ့အမျိုးသမီးတွေပါပါဝင်နေတာဖြစ်ပါတယ်။ဒါပြင်အာနာသိန်းစစ်တပ်ရဲ့ပုံကျေတိုက်ခိုက်မှုကိုရန်ကုန်အခြေစိုက် UK, Australia နဲ့စစ်ဇလန်တန်ယုံတို့ကကန့်ကွက်ရှုတ်ချကြောင်းဒီနေ့ထုတ်ပြန်ပါတယ်။ဩစတြေးလျအနေဖြင့်ဗုဒ္ဓဘာသာဝင်တို့ရဲ့မိထုံးပွဲတော်ကျင်းပနေစဉ်ကာလအတွင်းတိုက်ခိုက်ခံရမှုတွေအပါအဝင် ပြည်သူလူအပေါ်မြန်မာဆက်အနာရှင်အဖွဲ့အစည်းရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုံချရတယ်လို့ဆိုပါရယ်ဆူဇလန်တန်ယုံကလည်းစကိုင်းတိုင်း6ဦးမျိုးတွေကဘာသာရေးပွဲတော်အတွင်ကလေးငယ်တွေအပေါ့ပွဲအယက်သားဒါစင်နဲ့ချီတည်ဆုံခဲ့ရတဲ့မြန်မာတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှုံချရတယ်လို့ထုတ်ပြန်ပါရယ်အယက်သားတွေကိုမခွဲခြားပဲဘုံကျဲတိုက်ခိုက်တာဟာအပီပီဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးပေါက်တာဖြစ်တယ်လို့ဆူဇလန်တန်ယုံကဆိုပါရယ် ဆွစ်ဇာလန်နိုင်ငံအနေနဲ့ပြည်ပခါနဲ့သက်ဆိုင်တဲ့အဖွဲ့တွေအလုံးကိုအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေနိုင်ငံတကာလူ့ခွင့်ရေးဥပဒေတွေအောက်ကနေတာဝန်ဝတ္တရားတွေကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အယက်သားတွေကိုအကာအကွယ်ပေးဖို့လိုအပ်တဲ့အစီအမံတွေအလုံးကိုတောင်းဆိုရလို့ဆိုပါရယ်ဒီဖြစ်စဉ်ဟာနိုင်ငံတော်ဝန်ကအယက်သားတွေအပေါ်နှက်ဆိုင်စွာစိတ်နှောက်ယှက်ဖြစ်စေတဲ့အကြမ်းဖက်မှုလုပ်ရက်တွေကိုထင်ဟပ်စေတယ်လို့ဆိုပါရယ် အလားတူအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားဆီးမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရေးမတရားထိမ့်သိမ်းခံထားရတဲ့အကျဉ်းသားတွေကိုလွတ်ပေးရေးနဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ကြဖို့တောင်းဆိုရလို့ဩစတြေးလျတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် UK တန်ယုံကတော့သကိုင်းတိုင်း6ဦးမြို့မှာဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာပွဲတော်ရက်အတွင်းကလေးငယ်တွေအပါအဝင်အယက်သားပြည်သူတွေတည်ဆုံခဲ့ရတဲ့လေချောင်းတိုက်ခိုက်မှုတရင်တွေကြားသိရတာဟာအင်မတန်မှတုန်လှုပ်ဖွယ်ကောင်းလာပါတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမျိုးအတွက်လက်ခံနိုင်ပွဲအကြောင်းကြားချက်လုံးဝမရှိပါဘူးလို့ဆိုပါတယ်။မြန်မာပြည်သူများအပေါ်အကြံဖတ်မှုများဆက်လက်ကျိုးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့အလုပ်ရက်ကို UK အစိုးရအနေနဲ့ရှုံချပါတယ်။ မြန်မာစစ်တပ်အပါဝင်တပ်ဆိုင်ရာအဖွဲ့အစည်းများအလုံးအယက်သားပြည်သူတွေအထူးသဖြင့်ကလေးငယ်တွေကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါတယ်လို့ရန်ကုန်အခြေစိုက်ဗီဒီရှားတန်ယုံအကြီးအကဲအင်ဒရူးဂျက်ဆင်ကပြောဆိုသွားပါတယ်။ကျမိုက်တရင်တက်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။